နာတော်တာဆင်ပေးတဲ့ပရိသတ်များအားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့ဆ ्याम မနုနုဤအင်းဝါရဲ့မဟောတရာခေါ်ခဲ့ပါ ဆိုတဲ့ဝိထုတူလေးကိုဖတ်ပြမှာဖြစ်ပါတယ်ရှင်လာခဲလိုက်တဲ့မိန်းမစောက်နေရတာဘလောက်ကြာပြီလဲဒီပေါက်မျိုးချိုးတာဒါပါနဲ့ဆိုနှစ်ခါရှိပြီ၄နာရီဆို၄နာရီပေါ့ဂရိတီတီလာပါလား ုတော့ကြည့်အောင်တိမ်ကြီးစည်းတောင်ပိတ်ခံနေပြီသူ့အရေးရောင်ခုထိမမြင်ရသေးဘူးဒီကောင်မဒီလိုကြည့်ပဲဒင်းကတော့1မိနစ်2မိနစ်မှ10ပြားရရ5ပြားရရတောင်းနေမှမြင်အောင်သေးအချိန်ရရသလို50မိနစ်အတွင်းမှာပလက်ဖောင်းပေါ်မှာနေပိန်လီဖြော့တော်နေတဲ့ကျမကလေးကိုပြပြပြီးတနာသွားမဲ့သူတွေစီက တစ်ချက်နှစ်ချက်ထက်ရလဲနည်းသလားဆိုပြီးခြူနေမှာပေါ့တိမ်ကြီးစေးအပြင်ဘက်တန်းကအုတ်တိုင်ကြီးကိုမှီပြီးလဟာပြင်ဈေးဘောက်ကရှုပ်ရှက်ခတ်ထွက်လာတဲ့လူတွေကြားထဲကို ကျမကြည့်နေမိတယ်လူတွေဘလောက်ရှုပ်ရှုပ်ဒီမိမပုံကအတိတ်သားကြီးပါတောက်တောက်ပပဝစ်စာဖိလိန်ထားသူကျန်တာရောကျင်ရောနေမယ် နနွေးနေတကိုလုံးပေးကြံဝါထိန်နေတဲ့စုပ်စုပ်ပြပြမိမတယောက်က ထမိန်စုပ်အနီးတထယ်နဲ့ပတ်ထားတဲ့ကလေးတယောက်ကိုပွေ့ချီထားတဲ့ပုံစံဟာဘသူနဲ့မှရောစရာကိုမလိုဘူးဒါပေမဲ့လူအုပ်ကြားထဲမှာသူပါမလာသေးတာကခက်တယ်ကျမအကျင့်တိုင်းစီဝေးဖွာလွင့်နေတဲ့သပင်ပုတ်တိုက်သေးကိုလက်ငါးချောင်းထိုးဖွာပြီးတပြင်းပြင်းကုတ်လိုက်မိတယ် ုတ်နေရင်ကထုံးစံအတိုင်းလက်ထဲတိုးတိုးလာတဲ့လုံးတုံးတုံးဖူးတူတူတမ်းမတကောင်ကိုအตาဆွဲယူပြီးလက်မနှစ်ခုကြားတောက်ခနဲ့တုတ်ထဲပြစ်လိုက်တာပေါ့ဟဲ့ဒီဘက်ကိုများတန်းနေပါလေလွင့်ပြူလာပါအောင်မယ်ဒီနားလာတန်းတုတ်ရတယ်လို့အုတ်တိုင်ကြီးပေးကတည့်ရတီးတဲ့မိမရဲ့စွားကြဲကြဲအတန်းကြောင့်တန်းဆက်ဆမ်းမလို့လုံနေတယ်ကျမလက်တွေတွန့်သွားတယ်ဘလင်းမအောင်တော့အဝေးကြီး တဲ့သီးတယ်မကိုငေါတော့တော့ပြောပြီးဈေးတောင်ဘက်စီကိုကျွန်မလျှောက်လာခဲ့တယ်။အေးတဲ့သူကတမျိုး။သူလည်းမိန်းမပဲ။တမ်းမရှိမှကြားလို့သူ့တဲ့သီးတွေပေါ်လွင့်တော့ကဘာဖြစ်မှမဟုတ်တော့။မတကအတုတ်ဆုံးလို့ရွှေရင်အေးလို့ဆိုထားပါအောင်တော့။စနေမကင်းဘိတ်ဒူးရင်ယောပသိမ်ဟာလောဝါအားလုံးရှိတယ်နော်။ဘာယူမလဲမှ။ ဈေးဝယ်ခေါ်တဲ့ကောင်မလေးတန်ကချိုးသလိုမုံနေကလည်းချိုးမှာပဲဒါပေမဲ့သူခေါ်တဲ့ဈေးဝယ်ထဲမှာကျမပါမှာမဟုတ်သလိုအဲ့ဒီမုံနေချိုးမချိုးကျမမသိတာလဲဘလောက်ကြာပြီလဲဒီမုံဆိုင်တန်းကိုကျမညနေတိုင်းဖျက်ရှောက်ရပြီဆိုမှဖြင့်အတွေးကိုအလိုလိုမျိုးချရတာကြီးပဲမုံဆိုင်တန်းတစ်ခုလုံးကလည်းမုံတွေကအပြည့်အသိဒီကြားတဲ့အုတ်တိုင်နေဘေးမှာအတုံးဆုံးသေးတယ် ရွှေရင်အေးမုတ်လက်ဆောင်တွေတွေကလည်းတင်းကျန်းဒါပေမဲ့ကျမမှာပတ်စံတပြားတောင်မှမပါတာဘယ်လိုလုပ်စားမလဲပတ်စံကဟိုအမလာမရမှာနေအတွက်15ချက်လीခလေးငှားကအဲ့ဒီပတ်စံရလဲဒီမုတ်နေဝယ်မစားနိုင်ပါဘူးအိမ်ကဘိုက်ဟောင်းလောင်းနဲ့ခလေး၄ယောက်ရဲ့လမ်းတကာအလုံးရှောက်လုံးညောင်းညာစားလောင်းပြီးပြန်လာမယ်ယောက်ျားအတွက်ရဲ့ စားဖို့တောက်ဖို့စီဆန်းဟင်းရံဝယ်ရတာနဲ့ကိုလောင်ရတယ်မှမရှိတာသမီးဟင်းအေးနဲ့ကိုပတ်စံမလောက်နိုင်လွန်းလွန်းစနစ်မကင်းအတုတဒုံတကြက်တောင်ဝယ်မစားနိုင်တာဒီစနစ်မကင်းအစ်စ်တွေဆို အနာကတ်နိုင်ဖို့ဝေးရောပေါ့တခါတလေတော့လေကျမကြံကြည့်တယ်တခြားမိန်းမတွေလှုပ်တယ်လို့မုံစေးမေးပြီးအမီးစားရရင်ကောင်းမှာပဲလို့မဝယ်လဲရတယ်လေ အမီးပေးတာမှလက်သုံးလုံးလောက်တုံးကြီးတယ်မရပါဘူးလေအဲ့ဒီအကြံနဲ့တညက်နေကကျမသူဆိုင်ရှင်တားရက်ဖူးသေးတယ်ဘာယူမလဲလာမီးပါအောင်မဆိုတဲ့အတန်အစားဘာလို့ဆိုင်ရှင်လာပိတ်ရက်နေတာလဲတွားတဲ့အေးလေကျမမှားတာပါဈေးမင်းရင်အမီးစားတာချင်းတူပေမဲ့ဟိုမိန်းမတွေနဲ့ကျမနဲ့မှမတူတာလေသူတို့ကအဝေးစားတောက်တောက်ပပ ချင်းနဲ့ပတ်စံအိတ်နဲ့မိတ်ကပ်နဲ့ကျမကတော့ကိုကိုကိုငုံကြည့်မိတယ်အပွင့်မပေါ်တော့တဲ့အယောင်လွင့်ထမင်းဘယိုးနယိုးတွေကြနေတဲ့အနခါဗလာမျက်နှာပြောင်နဲ့ဗော်လီမပါပဲဝှက်ထားတဲ့လက်ပြတ်အင်ကြီးအစုပ်ပေါ်မှာယောက်ျားရဲ့ရှက်အင်ကြီးအနွမ်းတစ်ထည်ထပ်ဝေးပြီးဘွက်ကွက်ဖနက်မီးတို့စီးထားတော့သူတို့တွေနဲ့ကျမပုံစံနဲ့ကွာတာလည်းမပြောနဲ့လေသူတို့ကျမကို တခိုးမလားသရောင်းစားမလားလို့ထင်နေပုံရတယ်။ကျမတခိုးမမဟုတ်သေးပါဘူး။သရောင်းစားမလည်းမဟုတ်သေးပေမဲ့အခုတလောထမင်းစားနေတာတော့တောင်းလို့ရတဲ့ပတ်စံနည်းနဲ့ပဲ။အိုးဒါပေမဲ့မဆိုင်လေ။အဲ့ဒီပတ်စံတွေကကျမတောင်းတာမှမဟုတ်တာ။ကျမခလေးငှားတဲ့အတွက်ရတဲ့ပတ်စံပဲ။ဒါကျမနေအတွက်လေ။အလုတ်ကင်ကရှား။စားစရာတောက်စရာကရှားနဲ့။ငတ်တလှပြတ်တလှဖြစ်လာတော့ ၅ရောက်မြောက်သမီးလေးကအာဟာရချို့တဲ့ပြီးမကြီးလာပဲသေးကွေးပိန်လှီနေတာပဲဂျေစုတင်ရအောင်မလို့လို့၃လသမီးအရွယ်ပေမဲ့မွေးစားကလေးအရွယ်လောက်ပဲရှိနေလို့မွေးစားအရွယ်လိုချင်တဲ့မိန်းမနဲ့အဆင်ပြေတာကိုပဲဝမ်းသာရအောင်တော့မလို့လို့ဒီနေ့15ချက်တက်လीနေအတွက်15ချက်ဟာကျမတို့လိုပြန်ကြတယ်မပြောနဲ့ဝယ်ရတယ်တောင်ရဖို့မလွယ်ဘူးอืม သမီးကိုငားကစားကခုချိန်ဆိုဟာသမီးလေးဘယ်ပလက်ဖောင်းပေါ်မှာပါလဲနေဘူးထဲမှာလားအနည်းနဲ့တော့ထွေးထားကောင်းပါရဲ့နိုးစာပြီးငိုများနေမလားပဲနိုးစီအေးဖြော်တော့နေ့လယ်မှာတိုက်တယ်ပြောတာပဲတိုက်ရလားလည်းမသိပါဘူးလူတွေကမတော်တဆခြေထောက်နဲ့မြန်နင်းမိသွားမလားဖြစ်ဆိုးလိုက်တာသမီးရဲ့လို့တွေးတွေးပြီး ငိုခဲ့ရတဲ့မျက်ရည်တွေလည်းအခုတော့ခန်းကုန်ပါပြီ။အိုးအားလုံးပါပဲ။အဖြစ်ဆိုးဆိုတာတွေအကျက်အတဲဆိုတာတွေအငတ်အပြတ်ဆိုတာတွေများလုံးတော့လေအရာရာဟာကျမအတွက်တော့ထုံသွားပါပြီ။ကျမတို့ငတ်တော်မသေးခြင်းဘူးလေ။နေ့လယ်နေ့ခင်းမှာခလေးမရှိတဲ့အတွက်ညက်သေးကအိမ်နေမှာတောက်တူမေကခိုင်းတာတွေရှောက်လုပ်ပေးလို့ရတယ်။ကျမလက်တွေနဲ့တင့်မဲ့အလုပ်တွေပေါ့ လက်ဆုံမှပြောပြရအောင်မယ်။ကျမလက်တွေကအရင်အဝတ်လျှော်စားတုန်းကရေစိမ်းရလုံးလို့လားဘာလားမသိပါဘူး။ခုနောက်ပိုင်းလက်တွေကတအားတုံပြီးမမြဲတော့ဘူး။အဝတ်သားဆက်လျှော်နိုင်ခဲ့ရင်ကျမလေးခလေးကိုဒီလိုမလုပ်ပါဘူး။ဟေးလေထားပါတော့။သားသမီးသာချစ်တတ်ပြီးအရှာဖွေကြမဖြစ်ထွန်းတဲ့ယောက်ျား။သူမျက်နှာညိုစိတ်မကောင်းဖြစ်တာကိုလည်းတနာပေမဲ့တစ်ခါတစ်ခါ ရှင်ဘာဖြစ်လို့အလောက်ကင်တီတကြမရှိရတာလဲလို့ငောက်မိပြန်တယ်။လမ်းဟိုဘက်ကများကူးလာမလားဆိုပြီးဟိုဘက်လမ်းကုန်လိုက်ကြီးအောက်ကိုကျွန်မလှမ်းမျောကြည့်မိပြန်တယ်။မလာသေးပါဘူး။ကျွန်မမျောကောင်းတော့မိုးကဝေါကနေရွာချလာတယ်။ဒုက္ခပါပဲ။ဟိုမိမထီးလေးပါလေးတော့ပါကောင်းပါရဲ့။မပါလို့မိုးမိပြီးခလေးနေမကောင်းဖြစ်ရင်ဘယ်လိုလုပ်ရမလဲ။ तू စိတ်ကုပေးမှာလား။ तू နဲ့ကျမသဘောတူထားတဲ့အထက်မှာအဲ့ဒါတော့မပါဘူး။ဒီနေ့15ချက်ပေးမယ်။မနေ့9နာရီအရဒီတိမ်ကြီးစိတ်အပြင်ဘက်တန်းအုတ်တိုင်မှာလာဖို့ညနေ၄နာရီဒီအုတ်တိုင်အောက်မှာပဲလာဆောင်ခေါ်ဒါပဲဟိုလေဖြားလို့ကတော့ဘာဖြစ်ဖြစ်သူ့တောင်းဝင်မယ်မိုးကပိုတဲလာတော့တိမ်ကြီးစိတ်ကနေအိမ်စီကိုကျမစိတ်တွေရောက်သွားပြန်တယ်မြို့စင်ကြီးဖုံးချောင်းကြဆုံးနေရာက ူများအိမ်ရဲ့အဖေကကျမတို့ရဲ့တဖက်ရတဲလေးတဲကိုခုချိန်ဆိုမိုးရေတွေတလဟောတုံးကြနေရောပေါ့မိုးမိပြီးဖျားနေလို့လုံမစင်းနိုင်တဲ့ယောက်ျားကိုဘလို့နေတယ်မသိစိတ်ပူမိတယ်ကလေးလေးယောက်လဲဥရေတွန့်လိမ့်နေပြီထင်ပါရဲ့မနေ့ကစံနိုးစီဘူးနှလုံးချက်ကိုဘဲ30သားနဲ့နေပြီသားမိ9ယောက်ဝိုင်းစားလိုက်ရတော့ဘယ်ဝပါမလဲ အမှန်ကယောက်ျားအပြင်သွားပြီးရှာဖွေလာတာလေးနဲ့ဆိုအရင်နေ့တွေကတလောက်တော့ခြေနေမဆိုးဘူးတိလေ तू လက်ထီးမပါပါမပါနဲ့သွားရပြန်တော့ကြာတော့လဲဖျားရော့ပေါ့ပြီးတော့သူ့လောက်ကလည်းပွဲယုံတွေပေါ်တဲ့လမ်းတွေမှာတလန်းဝင်တလန်းထွက်လျှောက်ပြီးပြန်ကြအလုပ်ဝင်ရတာကိုဟာမလာလို့15ကျပ်ရရင်ယောက်ျားအတွက်ကော်ဖီနဲ့မုန့်တစ်ခုတော့ဖဲကျွေးလိုက်ပါမယ်လေကျန်တဲ့ပတ်စံနဲ့ညမနဲ့စားရအောင်ကျန်ကဖန်ရမှာပေါ့ အင်းပြောတာပြောရတာပါကြံမဲ့ပစံကလည်းဘလောက်ဝယ်လို့ရမှာလဲကော်ဖီနဲ့မုန့်တစ်ခုကိုပဲ၃ချက်ခွဲလောက်ထွက်မှာအေးလေအရေးကြီးတာကတော့စံလုံးလောက်အောင်ဝယ်နိုင်ပြီးတာပဲသမင်းလောင်းငါရင်ကျမတို့တို့ဟင်းကဘာရေးလဲမိုးတောင်နည်းနည်းဆဲသွားပြီလာပါတော့မယ်မင်းကြီးမရဲ့ဒီကောင်မမယ်တင်းကြီးစေးတတိတန်းကိုတောင်နဲ့မြောက်လျှောက်ရလုံလုံခြေတော့တွေလည်းညောင်းလာပြီ ဈေးတယ်မတွေကလည်းစူးစူးဆန်းဆန်းကြည့်ကုန်ကြပြီအစားအသောက်နှမ်းအသက်တွေကနှိမ့်ဆက်လွန်းလို့ဘိုက်ထဲကလည်းတကူးတူတကောင်းကောင်းအော်ကုန်ပြီခုနေများမိုးအေးအေးမှာသမင်းပူပူလေးကိုငပိရီလေးနဲ့နေစားလိုက်ရယ်ကဲမြောက်ဖက်တစ်ခါရှောက်လိုက်အောင်မယ်တော်ကြအုတ်တိုင်ပေး သူကအရင်ရောက်နေအောင်မယ်မြေရန်ဆောင်ရမယ့်နေရာကမြောက်ဖက်ကအုတ်တိုင်ကြီးနားမှာ လူတွေကြားထဲကနေတိုးခွေပြီးကျမမြန်မြန်လျှောက်ခဲ့ပြီးမဲ့လကားပါပဲဟိုဟာမအရိပ်ရောင်တောင်မမြင်ရသေးဘူးကျမအုတ်တိုင်အချိန်မှာဖင်ချထိုင်ပစ်လိုက်တော့တယ်ကြာလိုက်တဲ့မိမမိုးလေအစဲမှာပြန်လိုက်ချင်တာအပြန်လိုင်းကားမိမဖြစ်မှာကျမတို့ရက်တွေသွားတဲ့ဂျားကားတွေကတယောက်ကို၅ချက်စီးဖို့မပြောနဲ့စိတ်တောင်းမကူဝမှုဒီဟာမကြောင့်လိုင်းကားမမိခဲ့ရင်တော့ကျမခြေချင်းပြန်ရတော့မှာ ယူပါညမရဲ့တဆယ်သားမှလေးချက်သေးပါအစိတ်သားမှတဆယ်သေးတပည့်တီးကြီးတွေလှမလှချုံးမချုံး90သားထဲလိုက်တော့အိုးအိုးတမီးရလဲကွယ်ငင်းငင်းနေစမ်းမအောင်ကဲမောင်ရေမောင်တမီးကတော့လမ်းမပဲစီကိုငေးနေတယ်ကျမကောင်းလှဲ့ကြည့်မိတယ်တပည့်တီးတဲ့မိန်းမရှိမှစုံတဲ့တော်တော်ဈေးဝယ်နေတာဈေးဝယ်မိန်းမပွေထားတဲ့ကလေးလေးရုန်းကန်ပြီး တပည့်သီးစီလှမ်းနေတာကိုလင်မယားနှစ်ယောက်သဘောကျနေလိုက်ကြတာသမီးလေးကချစ်စရာကောင်းလိုက်တာနော်ဘာလဲသမီးကတပည့်သီးစားကျင်တာလားဟုတ်လားဘယ်နှလရသွားပြီလဲရင်သုံးလထဲမှာအော်ထွားလိုက်တာနော်၅လ၆လထင်ရတယ်ဟုတ်ပါရဲ့နေတဲ့သုံးလသမီးကြီးမဟုတ်ဘူးတပွေးတပိုက်ကြီးပဲ လေးဝတ်ထားတဲ့ဂါဝင်လေးကလည်းလှလိုက်ဆန်းလိုက်တာဘလူဟာလေးပါလိမ့်တော်တော်ချစ်ဟန်တူတယ်အူတွေဘာတွေနေလိမ့်မယ်ဒီရွယ်လေးနဲ့ဆွဲကြိုးတွေဘာတွေစင်ပေးထားတာကြည့်လေဇုံလွဲနဲ့ခလေးလေးဈေးရှိဘက်ကကားပြလေးပေါ်တက်သွားတဲ့စီငေးကောင်းကောင်းနဲ့ကျမငေးနေမိတယ်ကဲသူများတွေတော့တိတ်ပြီဟေးငါတို့ပဲကြံတော့တယ်မိမတယောက်ရဲ့အတန်ကျဲကျဲကကျမကိုလန့်သွားစေတယ် ကြည်စမ်းမုံဆိုင်နေတောင်ပိတ်ကုန်ကြပြီဒါဆိုအချိန်ပဲသေးတော့မလဲဒုက္ခပါပဲဟိုမင်းမဘာဖြစ်နေပြီလဲကျမစီမလာတော့ဘူးလားတခုခုများဖြစ်လို့လားဒါမှမဟုတ်ကျမကိုတက်တက်လှဲ့သွားပြီးခလေးကိုပါပြန်မပို့ပဲနေတော့မလို့လားကျမစိတ်ထဲနေလို့မရတော့ဘူးစောက်တရားမရထားရက်လိုက်တော့ဟောဟိုမလမ်းဟိုဘက်မှာနနွေးဝါဝါနဲ့မိမကြီးလीအောင်မလေးတော်ပါသေးရဲ့ မှမျောလိုက်ရတာကြည့်အောင်သူကတော့ဖြင့်ကလေးကိုပွေရင်ဆလစ်တောင်းခဲမပြတ်ဘူးလူအိတ်ဆုပ်ကြီးတယန်းရန်းနဲ့ကားလန်းကိုအေးစိတ်ကူးနေလိုက်တာများကားလန်းလေကောင်ကနေကျမကိုသူလှမ်းကြည့်လိုက်တယ်ကဲလာပါတော့မေမင်းကြီးမရဲ့ဒီမဲ့မိုးချုပ်လာပြီပုတ်တိုင်မေနာသူရောက်ရောက်ချင်းမဲ့ကျမမနေနိုင်တော့ဘူးကြာလိုက်တာရှင်း၄နိုင်ရလဲမနဲ့၄နိုင်လာအောင်မရဘူး ်သူကကျမလက်ထဲကလေးကိုထည့်လိုက်တယ်ခမိန်အနီးတုပ်သေးသေးလေးတည်းကကျမသမီးကကျမရင်ခွင်ထဲရောက်တာနဲ့လူးလွန့်ယုံခံပြီးကြောင်လေးអော်တန်လိုမျိုးအတန်လေးနဲ့អော်ငိုပြီးသူ့ပါဇက်ကကျမနှုတ်ပိန်ကိုအငမ်းမရရှာတော့တာပဲပကမင်းမလေးကအခုမှအတန်ထွက်တော့တယ်ဟိုပလက်ဖောင်းပေါ်တော့ငါတော့အချိန်လုံးအိတ်ကြည့်နေတာပဲဘလို့စိတ်လို့ဆွလို့မှမရဘူးကလေးငိုရာမြင်မှလူတွေကပတ်စံထဲတာ ဟိုမိမကမကြေမနက်နဲ့ကျမသမီးနိုးဆိုတာကိုကြည်ရင်နနွင်းဝါနေတဲ့လက်တွေနဲ့သူ့လွယ်အိတ်ဆုပ်ကြီးတဲ့ကနေပတ်စံလိုက်တယ်။ကဲလုံမြန်မြန်မိုးချုံနေပြီ။လိုင်းကတော့မိပါမလားမသိဘူး။မနက်ပြန်တော့ရှင်နောက်မကြနဲ့နော်။ချက်တန်အနွမ်းလေးတွေကိုဟိုမိမကရေးပြီ။ညော့ဒီနေ့တော့30ပဲယူ။ဘာ?ကျမဖြင်းကလေးဖြစ်လာတဲ့ဒေါသနဲ့သူ့လက်ထဲကချက်တန်တွေကိုဆွဲယူရည်ကြည့်တယ်။ချက်တန်ဆဲရွက်တယ်။ ဘာလို့တာလဲငါချက်လို့သေးတယ်လေဒီနေ့တောင်းလို့ရမ်းလို့တိတ်မကောင်းလို့ပါအမရဲ့နောက်ကျနေတာပဲကြည့်တော့မိုးရွာတော့လူပါတယ်30ပဲอยู่ပါဘယ်ဖြစ်မလဲအစရေရှင်ပြောထားတာပဲပေးပါငါချက်ရှင်သမီးကိုနှိလေနှုတ်စီဖြောတိုက်တာကိုကနှစ်ချက်ကုန်တယ်ပတ်စံအရာနဲလို့ပါဆိုမှတနေ့တလေတော့တီးခံမှာပေါ့ဘာလို့တီးခံရမှာလဲ ဘိုက်ဆာနေတဲ့အချိန်နဲ့ပေါင်းပြီးဒေါသကငယ်တဲ့ရောက်သွားတယ်။လက်ထွက်မလို့လုံနေတဲ့ဟိုမိန်းမကိုကျမလှမ်းဆွဲလိုက်ပြီ။ပေးကျမပါဆက်။ဖဲသွားမယ်မပေးဘူး။ကဲမပေးအောင်။ကျမသူ့စပင်ကိုမိနေအောင်ဆွဲထားရင်းကအမိကိုအုတ်တိုင်ဘေးမှာချလိုက်တယ်။ဒေါသကိုထိမ့်မထားနိုင်တော့ဘူး။ဟိုမိန်းမစပင်တွေကိုကျမရမ်းခါပြီးမြေကြီးပေါ်ဆွဲလဲပစ်လိုက်တော့သူကလည်းကျမလက်ဘင်းကိုညှစ်ပြီးကျမကိုပြန်လုံးတယ်။ နေကြီးပေါ်သူရောကျမရောလဲကြသွားပြီးလုံးတတ်ကြတယ်ကျမတပြန်သူတပြန်တလိမ့်လိမ့်နဲ့ဟဲ့ဟဲ့ဘလို့ဖြစ်တာလဲဘယ်ဟမိမတွေလဲအနာကလမ်းသွားလမ်းလာတွေနဲ့တတိတဲတွေတယုံယုံဖြစ်ကုန်ပြီးမိမကြီးနှစ်ယောက်ကကျမတို့ကိုလာဆွဲတယ်ညီတို့တခါလေးချုပ်ထဲရောက်သွားမယ်ဘာမှလဲမြို့လက်ကောင်မှလာတတ်ရတယ်လို့ထထသွားကြဟိုမှာလဲဘသူကလေးတော့ကျမရောဟိုမိမရောဟောဟဲလိုက်မောရင်းက တယောက်စပင်တယောက်ဆုပ်ဆွဲထားရင်ကတယောက်နဲ့တယောက်ဆောင်ကြည့်နေမိတော့အုတ်တိုင်နားမှာကြောင်အော်တန်လေးနဲ့တစားစားငိုနေတဲ့သမီးကိုတတိယပြီးကျမထရက်လိုက်တယ်။ဘုံမိမကလည်းကြပြားခရလူးလဲထပြီးတုတ်ခနဲ့ဆို သူ့လွယ်အိတ်ဘူဒီပတ်တီကြီးကောက်ပြီးလမ်းဟိုဘက်ကိုကူပြေးတယ်။အလကားကောင်မှတက်တက်လူဘာဝခံရတယ်ဒင်းကိုမကြေဘူး။ကျမဒေါသတကြီးတွတ်တွတ်ရွရုံနဲ့တတ်နိုင်တော့တယ်။ သမီးကိုပွေ့ချီပြီးပြန်ထွက်မဲ့လုံတော့မှအုတ်တိုင်သားမှပြန်ကျင်းနေတဲ့ကြက်တန်နွန်းနွန်းလေးတွေကျမကပြားကရတရွက်ချင်းလိုက်ကောက်လိုက်တယ်ကြက်တစ်ဆယ်ရွက်ကိုစုပ်သမီးကိုပွေ့ပြီးဝိုင်းနေတဲ့လူအုပ်ကြားထဲကနေကျမတိုးထွက်လာခဲ့တယ်ဒီစံလမ်းမီးတွေတောင်ပွေ့နေပြီပဲအိမ်ကယောက်ျားနဲ့ကလေးတွေကိုကျမဖြတ်ခနဲ့တတိယလိုက်မိတယ်ကျမဘလို့ပြန်ရပါခြေလန်းကိုအာယူလှမ်းလိုက်တော့မှပဲ ခေါင်းနဲ့မျက်နှာတွေနာကျင်ကျဉ်းဆက်နေပြီးဘိုက်ကဆာလာပြန်တယ်။မအေးနိုးပင်ကိုအငွမ်းမရရှာဖွေရင်းငိုကြွေးနေတဲ့သမီးနဲ့ကျမအပေါ်ကိုမိုးဆက်မိုးပေါက်တွေကတဝောဝောနဲ့ဝန်ကျလာခဲ့ပြီ။နုနုကြီးအင်းဝါဆုံးထိနာတော့တာဆင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်။